မင်္ဂလာပါခင်ဗျခါချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဝတ္ထုလေးကတော့စာရေးသူမာတင်ဆန်ရေးသားထားတဲ့အောက်လန်ဘုတ်တင်တဲ့ဂျင်းစာဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးသွားပါမယ် channel လေးကို like and subscribe လုပ်ထားပြီးပါအောင်ဖေးနာက notification လောက်လည်းနေပေးထားပါအောင်ခင်ဗျမာဘုတ်တင်တို့ကခေါတကားရဲ့နေမှာ sunny city ကိုလဲပေါ်ကချလို့ချက်ချင်းတပန်းဖို့ရောက်လိုက်သွားတယ်မာဘုတ်တင်တို့ကသူတို့နောက်ကခကုံးလူပူလေးလိုက်လာမလားစိတ်တဲ့တင်းတင်းနဲ့ထွက်လာတော့တပန်းဖို့ရာတင်းချိုင်းလာကိုရောက်လာပါတယ်ထင်းတော်တာကြီးကတပန်းဖို့ရာတင်းချိုင်းကိုကြည့်ပြီးဟေးလူကြီး ကျွန်တော်ပြန်တော့ကတွေ့ရတဲ့နေရုပ်ကြီးမတွေ့တော့ပါလားဟုတ်တယ်ဟာဒါရကလဲမောင်းနေလဲကိုရဲလို့ဟေးကောင်းနေငါတို့အခုချိန်ဝင်လို့မသိဘူးတင်နေနေထွက်မှဝင်ကြမလားအဲ့ဒါလဲကောင်းတာပဲဟိုသစ်ပင်သားမှလဲရက်ပြီးနွားတွေကိုခဏဖြုတ်ထားကြတာပေါ့မဘိုးတင်တို့ကလည်းတင်းကျနဲ့မလမ်းမကမှာရှိတဲ့သစ်ပင်အောက်မှာလဲကိုရက်လိုက်ပြီးနွားကိုဖြုတ်လို့သူတို့လည်းမိုးလင်းကိုစောင့်နေကြတဲ့အခါစကားပြောနေကြတယ်ဘိုးဒီမင်းကပညာလေးပါလေးတက်တယ်လေဆိုသည်အပန်းခံတော်ရှေ့ဆုံးကပဲပညာလေးပါလေးနဲ့လှုပ်ပါလားဟာဖိုးတွေကတည့်ရပြီးမှထိုင်နေတဲ့မဘိုးတင်ကိုငယ်ဆောင်ကြည့်ပြီးစကားဆိုနေတယ် ဘုရားရဲ့စကားကိုကြားတော့မှဘုရားငါတပင်းကိုချပြီးခတ်တယ်ဗျာကျိုးတို့ပညာဆိုတာကအစီရင်သာအဓိကအခုချိန်အစီရင်လုပ်နေတူကရတာမှမဟုတ်တာပြီးတော့ကျိုးတို့လူကတရေဒီဘာတွေမွေးပြီးခိုင်းစားတဲ့အလုပ်ချက်ချင်းကြီးဝုန်းတိုင်းဆိုပညာပြလို့ရတာမဟုတ်ဘူးအဲ့လိုလားဒါဆိုရင်မင်းကိုအားကိုးလို့မရဘူးပေါ့အားကိုးလို့ရမလားဗျာအခြားတယောက်ကိုအားကိုးတယ်ဆိုတာကလူပြင်းလူညံ့နေတဲ့အလုပ်လူတော်လူကောင်းတွေကကိုအားကိုးကိုကိုးကြတာများတယ်ဟေးကောင်ဘုဒ္ဓငါကကိုအားကိုးကိုးတယ်နော်ဖိုးတွေကလည်းလိုချင်တဲ့သူတွေကသူတို့အားကိုးသူတို့ကိုးကြောင်းပြောပြလိုက်ကြတယ် ဒီကဘိုးလေးကမျက်နှာမသာမြာနဲ့ဟိုလူကြီးဒီလူကြီးလုံနေပါတော့တယ်။မဘိုးတင်တို့ကစိတ်ပန်းလူပန်းဖြစ်ထားကြလို့လဲပေါ်မှာခွေးခောက်ပြီးအိပ်ပျော်ကြတယ်။ဒီနောက်လဲရနိုင်ကိုတခုခုနဲ့ရိုက်ဖို့တတန်ကြပြီးဘိုးတင်တို့နိုးလာကြတယ်။သူတို့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့သူတို့လဲပြီးမှမိတာလူအမိရတဲ့တပတ်မှုရသားကြီးဖြစ်နေတယ်။မိတာကမဘိုးတင်တို့ကိုတွေ့တော့အံ့ဩနေရတဲ့ကောင်းလေးတွေမင်းတို့မနေ့ကတည်းကပြန်သွားကြတယ်မလား။အခုဘယ်လိုလုပ်ပြီးပြန်ရောက်နေကြတော့ပြောရရင်တော့အရှိကြီးပဲဗျာ။ကျတို့ဒီဘက်ကိုပြန်လာတာအလုပ်တစ်ခုရှိတယ်။ဘာများလဲကွာ။ လူမှုခကုံးလေးတွေကိုဂျင်းစားတိုက်ထားတဲ့တပန်းမိုးရွာသားကြီးကိုဂျင်းစားပြက်ပြန်လုခိုင်းမလို့ဟေးကောင်းလေးတူတူပြောမင်းတို့ကတော့နော်ဒီကိစ္စငါလည်းမပြောရဘူးမင်းတို့အခုပဲသွားမလဲကျေတို့တပန်းမိုးရွာလူကြီးမက်စပေပြူအိမ်ပြန်သွားမယ်ဟာကောင်းလေးမင်းတို့မှာဘာဆွမ်းစားတွေအစီအင်းရှိလို့ဒီလိုကိစ္စတွေလုပ်နေရတယ်လေကိုရွာကိုအေးစေးပြန်ညာစမ်းပါကိုနဲ့မဆိုင်တဲ့ဝင်းမပါပါနဲ့ဟာဦးကြီးမတရားမှုတွေဖြစ်နေပါတဲ့ပါမှာပဲကိုတို့ဘုပဲကြည့်တယ်ဆိုရင်နွားဖြစ်သွားမှာပေါ့ ဘိုးတို့ရဲ့စကားကြားတဲ့ခါမှာဘိုးတင်ကလဲပြီးမှခြေချတဲ့နွားနှကောင်ကိုကြည့်တယ်။ဒီကကနွားနှကောင်တွေကနွားကြီးတကောင်ကဘိုးတို့ပြောတဲ့စကားကိုသဘောတူဖို့မပေါ်လာကြောင်းဘိုးတင်ကစကားဆိုတယ်။တဘိုးတည်းကြီးတဲ့နွားမဟုတ်ဘူးဗျ။နွားတွေဆိုတာသူတို့အတွက်မဟုတ်ဘူး။ကျိုးတို့အဖို့လုပ်ပေးထားတာ။နွားနဲ့မနှိုင်းနဲ့ဗျမကြိုက်ဘူး။အေးဟုတ်တယ်ဘိုးတင်ပြောတာမှန်တယ်။ငါနွားတွေကိုကြည့်သူ့အတွက်မဟုတ်ဘူး။ငါတို့တွေရဲ့အရှုပ်တွေကိုခြေချောင်းခံပြီးသွားလိုက်ပြန်လဲလုံနေရတာ။ဘယ်မှာများတဘိုးတင်တမလဲ။ဒါရကလည်းမဘိုးတင်ပြောစကားကိုထောက်ခံစကားဆိုပြီးဘိုးတွေကိုပြောလိုက်တယ်။ ။ဒါအင်းနဲ့ပေတူးကတော့ခေါင်းကိုတင်းတင်းလှုပ်ပြီးဒါရပြောစကားကိုခေါင်းကြီးအတိမတ်ပြူနေတော့ဖိုးရီကဒါရနွားကိုကြည့်လို့တဘိုးတဲဆိုတာဟိုကငါနွားလေဖို့ကိုပြောတာနေမှာပါကွာ။ဒါတော့အခုငါတို့တပတ်မို့ရလူကြီးသွားမယ်မလား။သွားမယ်။ဦးကတော့ကတော့မိနေတဲ့ဂျင်းစာတွေကိုပြက်ပြောင်လှုပ်ပေးခိုင်းရမယ်။ဂျင်းစာကိုပြက်ပြောင်ကြိုးစားရင်အာချိုးမန်တက်ဖြစ်နေတဲ့မဘိုးတင်တို့ကိုမိဒါဆိုတဲ့တပတ်မို့ရသားကြီးကခေါင်းကိုသားရရမ်းပြီးမင်းတို့တဘောပဲ။ငါတော့မင်းတို့မကူညီနိုင်ဘူး။ကိုယ်အန်ရကူကာဝင်နိုင်ပါစီကွာ။ မိတ္တကမာမိုးတီတို့ကိုနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပြီဒီနောက်တော့မာမိုးတီတို့ကလဲဘော်ကဆင်းပြီးခြေလက်အညောင်းဆန်းလိုက်ကြတယ်သူတို့ကမတ်တက်ရိုက်နေတာအေးကမာမိုးတီကိုကြည့်လို့စကားဆိုတယ်ဘုဒ္ဓငါတို့ဒီတိုင်းသွားရင်တော့သေမှာပဲဟာဘာလို့လို့မြတ်ဟိုလူစင်မမီတဲ့တေးသေးလေးတောင်တို့ကိုဖမ်းထားနိုင်ရင်တဖမ်းဖို့ရွာကလူတွေကတို့ကိုတန်းဖမ်းပြီးခေါင်းဖြတ်မယ်တင်နေအဲ့ဒါတော့ဟုတ်တယ်ဘုဒ္ဓထိုင်မဲ့သင်ရင်သေးပါစီကွာဥခိုးတို့ကတို့ရွာသားတွေကိုချိန်စားပြောင်းလုပ်ကိုလုပ်ပြီးမယ်တာရဲစေတဲ့ကပြတ်သားလာတယ်သူရဲ့အသက်ကိုတော့ဗလာနာမထားဘဲနဲ့အများကောင်းကျိုးအတွက်ကိုအသက်ဆုံးနဲ့ သူရဲကောင်တယောက်ဖြစ်နေတယ်မလားဒါရနီးတူကျန်သူတွေကလည်းထုံနီးတူပဲအဲ့ဒီနောက်တော့မဘိုးထင်ကမြေပြင်မှာဒဲမလင်ခွေထိုင်လိုက်ပြီးတော့မှမြေကြီးကိုလက်နဲ့ပုတ်လို့မန္တရဘုတ်ရွတ်ဆိုလိုက်တယ်မဘိုးထင်ရဲ့ရုတ်တရက်ဒီလိုပြုတ်လို့လိုက်ခြင်းကြောင့်ကျန်တဲ့သူတွေကကြောင်ငင်းနေကြတယ်မဘိုးထင်ကတန်ကြားတဲ့အထိမန္တငွေရွတ်နေတယ်တတိုင်လောက်ကြာချိန်မှာငှက်ကြီးတစ်ကောင်အတောင်ပံခတ်တဲ့အတန်တိုင်းကြားလာပြီးလင်းလာကြီးတစ်ကောင်သူတို့စီကိုပြန်တန်းလာတော့ဒါအေးနဲ့ပီတူကလေးခွားကိုထုတ်ပြီးပြင်မယ်ဟန်ပြင်းတော့မဘိုးထင်စီကဆဲတန်နဲ့တူတစ်ကောင်သားနှစ်ကောင်ကိုငောင်းငန်းတော့တယ်ငါလခွမ်းနေမှာပဲမိမိကြီးတော့ ငှက်မြင်သားနဲ့ပြစ်ဖို့ပဲချောင်းနေတယ်ဟေးလူတွေအကောင်တွေကိုမပြစ်စေနဲ့ဒါကျုပ်ဘာလွတ်လိုက်တဲ့သူတွေဘာလာပြီးတာလည်းမသိဘူးအေးမင်းတို့နှကောင်ကလည်းပြောလဲပြောချင်စရာပဲဖိုးတွေကတာအင်းနဲ့ပေတူးတွေနေရင်ကိုတယောက်တစ်ချက်အုပ်ပြီးလေးဘွားတွေကိုလွေရဲပြန်ထည့်စီတယ်သိမ့်မကြခင်မှာလင်းနာကြီးတစ်ကောင်ကမောင်မိုးတင်တို့နဲ့ဝါတရက်လောက်ထိပြန်တန်းလာပြီးတဲ့နောက်မောင်မိုးတင်ရဲ့ခေါင်းပေါ်ကိုသူ့ရဲ့နှုတ်သီးပြင်ခြေလာတဲ့အရာတစ်ခုကိုပြစ်ချပြီးနောက်ကြောင်းပြန်လေလို့ပြန်တန်းသွားတယ်မောင်မိုးတင်ကအပေါ်ကိုမော့မကြည့်ပဲနဲ့ချလာတဲ့အရာဝတ္ထုကိုလက်နဲ့ကင်မြောက်ဖမ်းဆုပ်လိုက်တယ် သူပန်းဆိုထားတဲ့အရာကအစိမ်းရောက်နေတောက်နေတဲ့မူဂျိုဆက်တောင်ဝေးဖြစ်နေတယ်။မမိုးတင်လက်တဲ့ကူမူဂျိုဆက်တောင်ဝေးရောက်ရှိသွားတာနဲ့တပြိုင်နက်လေတွေတိုက်လာပြီးကောင်းကင်ကြီးကရှင်းရှင်းလင်းလင်းကြီးနဲ့မိုးတွေထချုံနေပါတော့တယ်။ဒီလိုမျိုးအဖြစ်အပျက်ကိုမြင်တွေ့ရတဲ့သာအေးနဲ့ပေတူးကထဲမျက်နှာတယောက်ကြည့်ပြီးဘိုးတင်ကအစွမ်းတော်ထတ်သားဟာခဏကြာတည်းကလေတွေကပြန်ကျင်သွားသလိုမိုးကလည်းမချုံတော့ဘူး။ဒီအခါမှာမမိုးတင်ကတင်မလကွေထိုင်ပြီးတော့မှမိုးဂျိုဆက်တောင်ဝေးကြီးကိုလက်တစ်ပတ်နဲ့မြောက်ထားတော့သာအေးကသူ့နှားသွားပြီးဟဲ့ကောင်လက်ကိုအောက်ချတော့မညောင်းဘူးလား။လက်ကြီးမြောက်ထားတာကြားနေပြီး ဒါအင်းရဲ့စကားကြောင့်ခက်တီတီနေနေတဲ့မောင်ဘိုးတင်ကအပေါ်မြောက်ထားတဲ့သူ့ရဲ့လက်ကိုပြန်ချပြီးလက်မှာကင်ထားတဲ့မိုးကျိုးဆက်တောင်းဝေးကိုဘေးကိုချလို့မိုးပေါ်မြောက်ထားတဲ့သူ့ရဲ့လက်ကိုမသိမသာအညောင်းဆိုင်ကမညောင်းပါဘူးကွာမင်းကလေအစောကဘာတွေဖြစ်သွားလဲဆိုတာကိုသိတယ်မလားသိတယ်ဟိလင်းတာကြီးပြန်လာတာနဲတာကြီးမဟုတ်ပဲရစ်ကြီးဆိုရင် ကောင်းမကွာနေလေစားရနေလောက်ပြီအာဒီကောင်နေချောင်းတော့လေခက်တယ်ဘိုးတင်ကမိုးကျိုးဆက်တောင်းဝေးကိုရှာပြီးတဲ့နောက်မြောက်ကျော်မြောက်ကျော်ဖြစ်နေတယ်ကျန်တဲ့သူတွေကလည်းသူ့ကိုအားကိုးရတော့မှမဟုတ်ဒီကံအောင်ဤနေရတယ် ေတောက်ချင်းသားကြီးနဲ့ပေတူကိုရေခတ်တက်ခိုင်းတယ်ဒီနောက်တော့မဘိုးတင်ကလဲဆောင်မန်းတေကနေပြီးမိုးကျဆတောင်ဝင်းကြီးကိုပခုံးပေါ်ထမ်းပြီးရက်နေတယ်ဂျန်တဲ့သူတွေကနောက်ကနေပြီးလဲပေါ်စင်းကတပတ်မှုရွာလေးကိုဝင်သွားကြပါတော့တယ်တပတ်မှုရွာလေးကလူတွေကရွာလူကြီးစပယ်ပြီးနတ်ဆောင်မြအင်ကြီးရှိရာအိမ်ဝန်းတွေကိုဆူယုံရောက်နေကြတယ်လဲထိတ်မှာအစင်းအောင်တောင်ဝင်းကိုထမ်းထားတဲ့လူငယ်လေးနဲ့သူ့ရဲ့နောက်မှာလေးွားတွေဓာတွေကိုကင်ထားတဲ့လူငယ်လေးယောက်တို့ကိုရွာသားတွေကစိတ်ဝင်စားကြည့်နေကြတယ်လဲပေါ်မှာရှိတဲ့လူငယ်လေးတွေကသူတို့ကိုသူတို့ယုံကြည်မှုအပြည့်ရှိတဲ့ဟန်ပန်နေကြတပတ်မှုရွာသားတွေအတော်ကိုစိတ်ဝင်စားနေကြတယ် သူတို့ရဲ့နှုတ်ထွက်စကားတွေကြောင့်လည်းပိုပြီးစိတ်ဝင်စားနေကြတာဖြစ်တယ်။တာဝန်ဝင်ထမ်းတဲ့ကောင်လေးကမန်ဘိုးတင်ဖြစ်ပြီးသူရဲ့နောက်ကလေးခွားနဲ့ဓာတ်တွေကိုကင်ထားတဲ့သူတွေကဒါရတွေပဲဖြစ်ပါတယ်။မန်ဘိုးတင်ကနှဆောင်မြအင်ကြီးကိုကြည့်ပြီးချောင်းတစ်ချက်ကိုဟန့်လို့တပန်းမိုးရွာသူကြီးမတ်စပေပြူချို့တို့အမကိုတောင်းဆိုစရာရှိပါတယ်။အိမ်ဘောကဆင်းခဲ့ပါ။ဘိုးရီရဲ့စကားဆုံးတော့နှဆောင်မြအင်ကြီးပေါ်မှာစပေပြူကအစင်းရောက်နန်းနှင်းသူဝတ်စားလေးကိုဝတ်ပြီးမဟာဆန်စွာနဲ့အိမ်ဘောကဆင်းလာလေတယ်။ဒီနောက်တော့မန်ဘိုးတင်ရဲ့လှင်းနဲ့မလမ်းမကမှရှိတဲ့ဇပွဲတန်းရမှာထိုင်လို့ဘသူတွေများလဲလို့ဧည့်သည်လေးတွေပဲ။ ဘယ်လိုလုပ်ပြီးတော့မှပြန်ရောက်လာတာတော့ကျုပ်တောင်းဆိုစရာရှိလို့ပါလူဘူးခကုန်းလေးတွေဖြစ်အောင်အမားတိုက်ထားတဲ့ဂျင်းစာကိုဖျက်ပြီးပါသူတို့တွေတနာပါတယ်နင်တို့ကငါ့ကိုအဲ့လိုစကားပြောရည်ဟုတ်လားအမားပုံစံကြည့်ရတာကမဟုတ်တာလုံးမဲ့ပုံမဟုတ်ပါဘူးတရားလုံးကိုဂျင်းစာတိုက်ထားတာကတော့လွန်ပါတယ်ဗျဒီကလေးတွေဘာတွေလာပြောနေတာလဲနင်တို့နဲ့မဆိုင်တဲ့ကိစ္စတွေမှာဘာလို့ဝင်ပါခြင်းရတယ်လဲဘာလို့ကျုပ်တို့နဲ့မဆိုင်ရမှာတော့မတရားမှုဆိုတဲ့လူတိုင်းနဲ့ဆိုင်နေလीမတရားမှုကိုခေါင်းကုန်းခံလိုက်ရင်တနေ့ကျရင်မတရားမှုကကျုပ်တို့စီကိုရောက်မလာဘူးလို့ခင်ဗျပြောနိုင်မလား တယ်လေစကားတဲ့ကလေးတွေပါလားနင်တို့ကဗာမြဆွမ်းလို့ငါအိမ်ဝင်နေနောက်တစ်ခေါက်လာဝန်တယ်အဲ့ဒီကလဲဆောင်မမရက်နေတဲ့မမိုးတင်ကသူ့ရဲ့ပခုံးပေါ်တင်ထားတဲ့တောင်ဝေးကြီးကိုမိုးပေါ်ထောင်ပြီးငါ့ကိုဗာမြထင်းနေတယ်မိုးကျိုးဆက်တောင်ဝေးအရှင်သခင်ဘိုးတင်နေဟိလူလောနဲ့လောဘာမှနားမလဲဘူးငါ့ကိုအန်တုသူပြကြစီရမယ်မမိုးတင်ကသူ့စိတ်ထဲရှိရာလေးကိုပဇက်ကလုကနေထွက်သွားလိုက်တာဖြစ်ပါတယ်အဲ့ဒီနောက်တော့သူမြောက်လိုက်တဲ့မိုးကျိုးဆက်တောင်ဝေးကနေရောင်နုနုအောင်မှဆိုင်လဲနေတယ်လို့စနေတောင်းကမိုးတွေကလည်းမင်းနဲ့လာပြီးလျှက်စည်းလက်နွယ်တွေကလည်းနေရောင်ရှိတာကိုတော့မှဖြိုးကနေပြကနေလင်းလက်သွားတယ် မိုးရီချုံတန်းကလည်းအတော်လေးကြေကြေလောင်လောင်ကြားတော့တပတ်မိုးရွာတကြီးစပယ်ပြူးရဲ့မျက်နှာကပြတ်သွားသလိုကျောက်စိတ်တွေကလည်းတန်းလာပါတော့တယ်သူတို့လောကမှာကြားပူးတဲ့မိုးကြိုးဆက်တောင်ဝေးပိုင်ရှင်အမှန်ဆိုရင်သူတို့ဒုထောက်ကာရဝပြူပါမှာဖြစ်တယ်ဖြစ်ပြတ်သွားတဲ့ຢာတွေကိုကြည့်ချင်းဖြင့်မိုးကြိုးဆက်တောင်ဝေးဖြစ်ဖို့ကများတယ်သူမရဲ့စိတ်ထဲမှာတော့ဘာကြောင့်မလို့သေတိဝေမော့ပြည့်စည်းကဒီလိုကလေးတယောက်လက်ထဲမှာရောက်နေရတယ်လေသူမမတွေ့တတ်တော့ဘူးလဲပေါ်မှာရှိတဲ့သားသားတို့ကလည်းမဘိုးတင်ရဲ့ဟန်ပုံစံကိုကြည့်ပြီးအတော်ကမှအံ့ဩနေတာကိုတွေ့ရတယ်သူတောင်ဝေးမြောက်ထားတာနဲ့မိုးတွေကတချုံလာတော့အတော်တော်အံ့ဩဖို့ကောင်းနေတယ် အခုတော့မဘိုးတင်ကိုကြည့်ပြီးတမန်မှုရွာလူကြီးကနည်းနည်းတုံ့လုပ်သွားတယ်။ဒါကိုကြည့်ပြီးသူတို့စိတ်ထဲမှာကြိတ်ဝမ်းသာနေတယ်။အရင်နောက်တမန်မှုရွာသူကြီးစပယ်ပြူကမဘိုးတင်ကိုစူးစိုက်ကြည့်လို့ဟဲ့ကောင်လေး။နင်ဒီတောင်ဝေးကိုဘယ်ကရတာလဲ။ပြီးတော့ဒီတောင်ဝေးနာမည်ကိုဘယ်လိုလုပ်သိသလဲ။ဘယ်ကရရမှာလဲ။ဒါကကျောက်တောင်ဝေးကိုဒီတောင်ဝေးကအထက်ဝေးစားဆရာကြီးတွေစီရင်ခဲ့တဲ့တောင်ဝေးဒါကျောက်တောင်ဝေး။နင်တောင်ဝေးဖြစ်ကြောင်းနင်ဘယ်လိုသက်သေပြမလဲပြောစမ်း။ဟောခန့်နေပါပြီ။ကြည်သာကျုပ်ပြမယ်။မဘိုးတင်ကဟန်ပါပါနဲ့တောင်ဝေးကိုလက်တစ်ဖက်နဲ့မိုးဘက်ကိုမြောင်ရင်းက မွေကျဆတောင်ဝေးရဲ့အရှင်သခင်ဘိုးထင်နေဟိဘိုးထင်ကဒီလိုအော်ဟစ်လိုက်တော့နေအောင်ရနေတာကိုပင်လျှက်စီးတွေလင်းလက်လာပြီးစနေတောင်းကမိုးတွေအုံဆိုင်လာလို့မိုးကျပြတ်တော့မဲ့လာထစ်ချုံလာတဲ့ကတချို့တော့တပတ်မိုးရွာသားတွေကကြောက်လန့်ပြီးအော်ဟစ်လာကြတယ်ရွာလူကြီးစပယ်ပြူကိုယ်တိုင်ကြောက်လန့်နေတာကထင်သာပေါ်နေတယ်ဒီနောက်တော့တပတ်မိုးရွာလူကြီးစပယ်ပြူကထိုင်ရမှာထိုင်နေရကထရက်ပြီးမဘိုးထင်ရဲ့မလန်းမကမှဒူးတော့ထိုင်ချလိုက်လို့ယုံပါပြီမိုးကျဆတောင်ဝေးအရှင်သခင်ကျွန်တော်မျိုးမှယုံပါပြီမဘိုးထင်ကသူ့ကိုယ်သူအံ့ဩနေပါတယ်တောင်ဝေးကိုမိုးပေါ်မြောက်လိုက်တဲ့အခါတိုင်း လျှက်စီးတွေလင်းလက်လာသလိုမိုးရီတက်လာပြီးတော့မှမိုးတေချုံချင်းတွေကဖြစ်ပေါ်လာတယ်။တကာမို့နှကာမို့ယခုသုံးချိန်ပင်ဖြစ်ပြီးမို့သူလည်းအံ့ဩနေတယ်။ဒါပေမဲ့ဟန်ကုဖို့ဆိုတဲ့အတိုင်းဟန်နဲ့ဗန်နဲ့နေလိုက်ပြီးတောင်ဝေးကိုပခုံးပေါ်ကိုပြောင်းထလိုက်မှမိုးချုံတန်တွေကလည်းတိတ်ဆိတ်လို့သွားတယ်။တသမ်းမို့ရွာသားတွေကလည်းသူတို့အကြောက်လုံအောင်ရွာလူကြည့်ပြီးမဘိုးတင်ရှိဒူးထောင်နေတော့သူတို့အားလုံးကလည်းဒူးထောင်ထိုင်ကြလိုက်ပါတယ်။တပတ်မို့ရွာတကြီးကမဘိုးတင်ကိုကောင်းမွန်စွာအဲ့ဖို့ပြုတ်ခဲ့ခံနေတယ်။ မမိုးတင်ကသူ့ရဲ့မိုးကြိုးဆက်တောင်းဝေးကိုထမင်းစားခြင်းကိုပဲပေါင်းမတင်မိစားတဲ့အထိတောင်းဝေးကိုကိုယ်နဲ့မကွာထားတယ်ဒီလိုနဲ့ထမင်းစားပြီးတဲ့အခါအင်ရှိတန်းရမှာတိုင်ပြီးစကားစမိပြောကြတယ်အမသပေပြူပြောပါမိုးကြိုးဆက်အရှင်သခင်ဟာအဲ့လိုကြီးမခေါ်ပါနဲ့မိုးကြိုးဆက်အရှင်သခင်ကိုမလေးမစားမပြုတ်ဝမှာအမရေပြောရခက်လိုက်ပါပြီထားပါကျုံမေးစရာရှိတယ်ပြောပါမိုးကြိုးဆက်အရှင်သခင်ကျိုးတို့လူမှုခက်ကုန်းလေးတွေကိုတိုက်ထားတဲ့ချိန်စာကိုပြတ်အောင်လှုပ်ပေးစီခြင်းနဲ့အဲ့ဒါတော့ကျွန်မလည်းမတတ်နိုင်ဘူးဒီကိစ္စတွေကအရင်ရွာလူကြီးဦးဇနီးကလုပ်ခဲ့တာ အဲ့ဒီဂျင်းစာကိုပြက်ပြောင်းလုပ်နိုင်မယ့်အရာမရှိဘူးလားရှိတော့ရှိတယ်ဦးဇနီးကကိုတတ်နိုင်ဂျင်းစာပြေးပြီလူသက်ရမယ်ဟုတ်လားလူတော့မဟုတ်တော့ဘူးဦးဇနီးကအခုမွေကြီးပြေးဝင်စားနေပြီကျွန်တော်တို့ရဲ့ရွာအရှိနေတဝက်သွားတဲ့ခကြီးမှာကြောက်တောင်ကြီးတောင်ရှိတယ်အဲ့ဒီတောင်မှဦးဇနီးကဝင်စားတဲ့မွေပြူကြီးရှိတယ်သူ့ကိုတတ်နိုင်လူဘူးခါကုန်းဂျင်းစာပြေးပြီမဘိုးတင်ကခဏတွေးလိုက်ပြီချန်နဲ့ဖိုးတို့တို့ဘက်ကိုလှည့်လိုက်တယ်ဖိုးတို့တို့ကလည်းသူ့ကိုခေါင်းပြန်ညှိပြလိုက်တော့ဘိုးတင်ကစပယ်ပြပြက်ကိုပြန်လှည့်လို့အမ လူမှုခက်ခုံးလေးတွေဘာကြောင့်ဂျင်းစာမိတယ်ဆိုတော့အမသိလားဘလို့ဖြစ်တာလဲပြောပြပါအောင်သိရင်မူကျိုးဆဲတောင်ဝေးအရှင်သခင်မိမာတော့ပြောပြပါမယ်တပတ်မို့ရွာသေးကြီးစပယ်ပြူကမောင်မိုးတင်ကိုအတော်ပင်လေးလေးဆဆဆဆနေတယ်ဒီတော့စပယ်ပြူကမောင်မိုးတင်ကိုရင်းနှီးချက်ငှဲ့ပြီးငါစကားဆက်တယ်ကျမသိထားတာကတော့ဒီတပတ်မို့ရွာရဲ့အရင်ရွာသူကြီးရဲ့သားကခက်ပေါက်ရွာကိုသွားတဲ့ပြီးတော့နန်းနဲ့ချင်းချောက်ပြီးအဲ့ဒီရွာရဲ့အမြတ်တုန်းထားတဲ့ကြောက်စိမ့်နေပြရိုးတူကိုလှူတယ်ဆိုပဲအဲ့ဒါကိုကံပေါက်သားတွေကမကျင်တဲ့လို့ဝိုင်းရိုက်တာအတော့ကိုခံရတယ်ပေါ့ ။ဦးဇနီးကရဲ့သားကခါကုန်ပြီလူကလည်းပူတယ်။အဲ့တော့ကံပေါသားတွေကခွေးပြစ်တဲ့ဒုလောက်ကောင်ကတို့ကိုလာလင်ရသလား။ချက်စားပြင်ပဘာညာနဲ့အော်ဟစ်ချိန်မှပြီးရိုက်ထုတ်တာပေါ့။အဲ့ဒီဦးဇနီးကရဲ့သားလေးရွာရောက်ကိုဆုံးသွားတယ်ဆိုပါတော့။အဲ့တော့ဦးဇနီးကကံပေါရွာကိုသွားပြီးချိန်စာတိုက်တယ်။ချိန်စာကတော့မိုးကျိုးဆက်တောင်ဝေးအရှင်သခင်တီးပြီးသားပါ။ချိန်စာပြေခြင်းကဦးဇနီးကရဲ့နှစ်ဘဝဆိုတော့ဦးဇနီးကအခုသိလွန်ပြီးမွေဖြစ်နေပြီဆိုတော့ဒီဘွားကသိရင်ကံပေါသားရဲ့ချိန်စာလည်းပြေးပြီ။ကံပေါရွာဆိုတာကလူမှုခကုန်းလေးတွေရွာလား။ဟုတ်ပါတယ်။ မွေကြီးကအသက်ဘယ်လောက်ထိရှိနေလဲသူကရိုးရိုးမွေမဟုတ်ဘူးနတ်မွေလို့ပြောရင်ရတယ်ကျမတို့ငငယ်လေးကဆိုတော့ဒီမွေရဲ့အသက်ကခမ်းမန်းခဲ့တယ်ကျမတို့သိရင်တော့မှဒီမွေကရှိနေုံပဲထင်တယ်အခုလိုပြောပြလို့ဂျေစုပါမှအဲ့ဒါဆိုရင်ကျတို့ခဏနေမွေရှိရဖို့ခီးဆက်ပါအောင်မယ်မွေကနတ်မွေဆိုတော့အတော့ကိုအစွမ်းထပ်ပါတယ်ခီးဆက်ရပါမယ်မဘိုးတင်ကခေါင်းကိုညှိပြီးအတိမတ်ပြုလို့သူရဲ့အပေါင်းပါရင်းနဲ့တူတပတ်မို့ရွာသေးကနေတစ်ဝက်လောက်သွားရတဲ့ဦးဇနီးကတဖြစ်လဲမွေကြီးကိုချင်းစားပြန်အလှငါသွားရအောင်တက်ပြကြတော့မယ်ဖြစ်ပါတော့တယ် ဘိုးတင်တို့ကနွားလဲနေပဲတမန်မိုးရွာတွေကလဲလဲနေသွားကြတယ်ဘိုးတင်တို့ကဘိုးတင်တို့ကိုမကြမကြကြည့်ကြည့်နေတယ်မဘိုးတင်ကမေးတယ်ဒါကြီးမင်းတို့ငါ့ကိုဘာလို့ကြည့်နေရလဲမင်းဒီလောက်ဆွမ်းမင်မငါတကယ်မသိဘူးဟာဟိုတမန်မိုးရွာသူကြီးတောင်မှမင်းကိုယူသေးလိုက်တာများငါတို့တောင်အားကြတယ်ဟုတ်တယ်မင်းတကယ်ကိုအစွမ်းထထတာပဲမိုးတွေချောင်းမင်းဘယ်လိုလုပ်လိုက်တလဲဘိုးတင်ဘိုးတွေပါတာကြီးနဲ့အတူမဘိုးတင်ကိုချီးကျူးနေတယ်ဒီကမှာမဘိုးတင်ကဘိုးတင်တို့ကိုကြည့်ပြီးဒါကဒီလိုရှိတယ်ဗျအစွမ်းစားဆိုတာအမြဲထုတ်ပြလို့ရတဲ့အရာမှမဟုတ်တာခင်ဗျားတို့သိမလားမသိဘူးကျောင်းလက်သေးဝတ်တယ်ဆိုတာလေ ကြားလို့ကြောင်တို့ကသူ့ရဲ့သားကောင်ကိုဖမ်းမှဖွက်ထားတဲ့လက်သေးကိုထုတ်ပြီးခုတ်တယ်မလားကျုပ်ကလည်းအဲ့ဒီသဘောပဲအရေးကြုံလာမှကျုပ်ရဲ့အစွမ်းအစာတွေကိုထုတ်သုံးရတယ်အေးကွာမင်းရှိနေဘာဖြစ်ဖြစ်မကြောက်ပါဘူးဟုတ်တယ်ကျုပ်လည်းဘိုးရင်ရှိနေဘလို့ဟာမျိုးနဲ့မှရင်ဆိုင်ရင်ဆိုင်မကြောက်ဘူးမဘိုးရင်ရဲ့ပေါင်းသင်းတွေကမဘိုးရင်ကိုအတော်ကိုယုံကြည်အားကိုးနေတယ်ဒီတော့ဘီတူကမဘိုးရင်ကိုဟေးကောင်ဘိုးရင်မင်းမိုးရီချောင်းအောင်လျှက်စီးရအောင်ဘလို့လုပ်လိုက်တယ်လေမင်းတို့ဒီချမှတ်တာငါဘလို့လုပ်လိုက်တယ်လဲဆိုတာကိုပြောပြမယ်ကျုပ်လည်းဒီတိုင်းဘိုးဘောမြောက်လိုက်တာပဲ ဘလို့ဖြစ်ပြီးအဲ့လိုတွေဖြစ်လဲမသိဘူးဗျ။ဟာကိုစည်းတဲ့မြင်အထီးမှန်မှမသိတဲ့ကောင်ပဲ။တော်သေးတဲ့ဟိဟေဟန်ကကောင်းနေလို့သားပေါ့။ဖိုးတရမြဝန်းထဲမှာတော့မဘိုးတင်ကိုအထင်ကြီးခြင်းမရှိတော့။ဒီအတွက်ตาကြီးနဲ့ပေတုကလည်းရေခက်မတိုက်နိုင်တော့ဘူး။ဒီလိုနဲ့ဘိုးတင်တို့ကနတ်မွေကြီးရှိတဲ့ကြောက်တော်ကြီးစီကိုခရီးဆက်နေကြပါတော့တယ်။နေလေချင်းမှာမဘိုးတင်တို့ကတစ်ပင်ဒီတောင်ပေးမှာအုပ်ဆိုင်နေတဲ့ကြောက်တော်ကြီးတစ်တောင်ကိုတွေ့ရတယ်။ဒီတော့နွားတွေကိုလဲကပြုတ်ပြီးตาကြီးနဲ့ပေတုကိုចောင်းထားခိုင်းလိုက်ကမဘိုးတင်သားရနဲ့ဘိုးတူတို့က ကျောင်းတော်ကြီးစီကိုသွားလိုက်ကြတယ်ဒါရကပစိုးကိုကရောင်းချိန်ထားပြီးလက်မှာကြံကုတ်ထားနေဖြစ်ပြီးဖိုးတူကလည်းလက်အောက်မှာချိုးပြင်းချီလာတဲ့လေကင်းဓာကြီးကိုထမ်းထားတယ်မဘိုးတင်ကလည်းမိုးကျစက်တောင်ဝင်းနေပေါ့ဖိုးတူကဓာကိုထမ်းနိုင်ကမဘိုးတင်ကိုဆောင်းခဲ့ကြည့်ပြီးစကားဆိုတယ်ဘိုးတင်မင်းမွေးကိုဘလောက်ကြီးကြီးမြင်ဘူးလေကျုပ်ရဲ့လက်မောင်းတော့မြင်ဘူးတယ်ဗျကျုပ်တို့ငှက်သွားပြေတော့ငါတွေ့တာဒါရမင်းကိုဘလောက်ကြီးတာမြင်ဘူးလေငါကတော့ငါဘာစဘာကင်းတွေကလူကြီးပေါင်လို့လောက်ရှိတဲ့မွေးကြီးမြင်ဘူးတယ်အခုငါတို့တတ်ရမယ့်မွေးကဘလောက်ရှိနိုင်မလဲလို့မင်းတို့ထင်လဲ အများဆုံးရှိကိုသားရတွေ့ဘူးတဲ့လူကြီးပေါင်းလုံးလောက်ပေါ့ငါလည်းအဲ့လောက်လိုပဲထင်တာပဲအေးဟုတ်တယ်ငါလည်းအဲ့လောက်ပဲထင်တယ်မွေအများဆုံးကြီးအဲ့လောက်ပေါ့ကွာဖိုးတို့ကစကားတပြေမနဲ့လမ်းလျှောက်နေတော့တပင်းနေမပေါက်တဲ့နေရာမှာနေကပူနေပြီဒီတော့ဖိုးတွေကမြေပြင်ပေါ်မှာနေတဲ့သူ့ရဲ့အရေးကိုကြည့်ရင်ကဟေးကောင်နေကြည့်စမ်းဟိုတပင်းရေးကြီးကငါတို့နောက်လိုက်နေတယ်လို့ပဲဟုတ်တယ်ဗျထူးဆန်းတယ်ဒီနောက်တော့မဖိုးတင်တို့ကတပင်းရေးကြီးလို့ထင်တဲ့အရာကြီးကိုမော်ကြည့်တော့သားရကခြင်ထားတဲ့ဂျန်ကိုထားကိုလက်ကလွှတ်ချလိုက်ပြီဟာလက်ခွန့်မွေကြီးဟိငါထင်တာလူကြီးပေါင်းလုံးလောက်ပါအခုတော့ လူကြီးပေါင်းလို့မဟုတ်ဘူးစာသင်ကျောင်းတိုင်လို့လောက်ရှိတယ်ဗျဟာစကားများမနေနဲ့တခုခုလုံးလေဟာဘာလို့တက်မှာတော့ကျုပ်ကလည်းတောင်ဝေးကိုမိုးပေါ်ပဲမြောက်တက်တာမြောက်ရင်လည်းမိုးပဲခြုံတာမြောက်နေတော့ဒီရာကြီးကတန်းမြူမှာပြေးပြပြေးမမိုးတင်ကပြောပြောဆိုဆိုတောင်ဝေးကြီးကိုလက်ကကင်ပြီးပြေးတော့တယ်မမိုးတင်ပြေးတဲ့ခါမှာသာရနဲ့ဖိုးတွေကလည်းပြေးပါတော့တယ်သူတို့ပြေးတဲ့နေရာကသာအေးနဲ့ဘီဒူနွားချောင်းတဲ့နေရာပါသာအေးနဲ့ဘီဒူကသူတို့နားရလာတဲ့ဘိုးတင်တို့ကိုကြည့်ရင်ကဟဲ့ကဘိုးတင်ဘာလို့ပြေးလာတာတော့နောက်မှမေးဟီမသေးခြင်းပြေးဟာ မဘိုးတင်ကဒီလိုပြောတော့တာအေးနဲ့ပီတူကလည်းပြေးကြတယ်။ဒါပေမဲ့အတန်လန်းတဲ့နေရာရောက်တဲ့အခါပီတူနဲ့တာအေးကပြေးနေရကရက်တယ်။ဒီကဘိုးတင်တို့၃ယောက်ကပီတူနဲ့တာအေးဆွဲခေါ်ပြီးပြေးဖို့ပြောတော့ပီတူကသူတို့ကြိုးကြည့်ထားတဲ့နွားနှကောင်ကိုလက်ညှိုးထိုးပြပြီးချိုးတို့ပြင်းဟိုနွားတွေဘယ်လိုလုပ်မလဲ။ချိုးတို့ကိုပိမင်မမသေးဘူးလားတဲ့နွားတွေလေ။မွေကြီးကနွားနှကောင်နားမှာရက်ပြီးပြင်းကြီးထောင်လို့နွားနှကောင်ကိုကြည့်တဲ့အခါနွားနှကောင်ကလည်းကြောက်လန့်လုံးလုံးရုန်းကန်နေတယ်။ဒီအချင်းရဝူကြည့်ပြီးတာအေးနဲ့ပီတူကမပြေးပဲနွားကြီးတကောင်အနာတိုးသွားကြတယ်။အဲဒီနောက်သူတို့ရဲ့လွေထဲကလေးဘက်ကိုထုတ်ပြီးမွေကြီးကိုပြစ်တော့တယ် မွေပြူကြီးကနွားနောက်ကောင်ကိုကြည့်နေရကပေတူးနဲ့သားရဲကိုကြည့်ပြီးတပြည့်ပြည့်တိုးလာတော့မဘိုးတင်ကသူ့ရဲ့မျက်လုံးကိုမှိတ်တယ်။တရားကသူ့ရဲ့နားလေးကိုအိုးငြိတဲ့ငါပေါ်လာတယ်။ကောင်းလေးမင်းဘာလုပ်နေတာလဲ။မိုးကျိုးစတောင်ဝေးကိုမြောက်ပြီးတောင်ဝေးထိနဲ့မင်းရန်သူကိုထိုးလိုက်။အစောကပြောဖို့အဖရဲ့တောင်ဝေးကြီးကိုဒီတိုင်းလာချပေးပြီးအခုမှပြောရသလား။ဟိုကောင်းလေးသိရင်အဖအပြစ်။ဦးအောင်ရဲ့စကားတန်ကိုမကြားနိုင်တဲ့အဖိုးတွေနဲ့တာရာကမဘိုးတင်ပြောတဲ့စကားကိုပဲကြားရလို့ယူမြယူသွားဗလားထင်နေပုံရတယ်။ဒီနောက်တော့မဘိုးတင်ကတောင်ဝေးကိုမြောက်လိုက်တော့လျှက်စည်းတွေလင်းလက်လာပြီးမိုးတေချုံတန်ကြီးပေါ်လာပါတယ်။ မဘိုးတင်ကသူ့ရဲ့မိုးကြိုးဆက်တောင်ဝေးကိုအတန်းကြောင်မြောက်ထားပြီးတောင်ဝေးထင်းနဲ့မွေပြူကြီးကိုညွန်ပြလိုက်တော့ခြေလောင်းနဲ့မိုးကြိုးပြည့်တဲ့နဲ့အတူမွေပြူကြီးရဲ့ဦးခေါင်းကမြေပြင်ကိုပြက်ပြီးတော့မှကြာသွားပါတော့တယ်မွေပြူကြီးရဲ့ခေါင်းကိုမဘိုးတင်ကခြေထောက်နဲ့နင်းပြီးမိုးကြိုးဆက်တောင်ဝေးကြီးကိုထမ်းထားတယ်အခုခါမှာတော့တာအေးပေတူးကမဘိုးတင်အတွက်ရေသင်ခတ်ပေးနေပြန်ပြီးလေးလေးဆက်ဆက်ပြန်လဲဆက်ဆက်နေပြန်တယ်ဘိုးတင်ကမွေတီကြီးရဲ့ခေါင်းကိုနင်းထားကမွေကြီးရဲ့ကိုပိုင်းကြီးကိုကြည့်လို့အသားတွေဖြတ်ယူမယ်လို့ပြောနေတော့ဖိုးတီတို့ချုံမော်ပြီးတားထားရတယ်အဲဒီနောက်မွေကြီးလည်းတည်ပြီးမှလဲကိုကောက်လို့ အပြန်လန်းခီကိုစတင်လိုက်တယ်။မမိုးတင်ကတပတ်မှုရွာကိုဝင်တဲ့အခါသာရရဲ့အရှိလဲဆောင်ဘက်မှာတာဝေကြီးထံမီရက်နေတယ်။တပတ်မှုရွာသားတွေကသူတို့မသွားရတဲ့ပြန်လန်းမယ်ကြတော့ငါပြန်လာသူတွေဖြစ်အံ့ဩချီးမွမ်းလို့မိုးကျိုးဆက်တာဝေအရှင်သခင်လေးဖြစ်တတတာဖြစ်နေကြတယ်။တပတ်မှုရွာလူကြီးကလည်းမမိုးတင်တို့ကိုသူ့ရဲ့ရွာမှာအနားယူဖို့ပြောပြီးမယ်။ခေါင်းမွန်စွာညှင်းလိုက်ပြီးလူပုကကုံဥက္ကုဒကအင်ကိုလှမ်းလိုက်ကြပါတော့တယ်။မမိုးတင်တို့အပြန်ခီးနေလာတော့ညနေနေဆောင်ချိန်မှာဥက္ကုဒကရဲ့နေအိမ်ကိုရောက်ရှိလာပြီး သူတို့အိမ်ဝိုင်းလေးထဲဝင်ပြီးတော့မှနွားတွေကိုဖြုတ်ပြီးတဲ့အချိန်ထိဘလို့လူရဲလူရောက်မှမတွေ့ရဘူးဘိုးဒီနိုကလဲနားမှာရက်နေရင်ကဦးခေါ်ရကလည်းမဝင်ကားတော့မြေးဖို့ကိုစိတ်ပူနေတယ်သူတို့စိတ်ပူနေတဲ့အကြောင်းကကံပေါရွာသားတွေကသူတို့ကိုလှုပ်ပေးလိုက်ရမလားဆိုပြီးဦးခေါ်ရကလည်းမဝင်ကားကိုအပြစ်ပေးမှဆိုရင်နေကြတယ်ဒီနောက်မှာဘိုးဒီကအချင်းချင်းတိုင်ပင်လိုက်ကြပြီးကံပေါရွာကိုလည်းတော့ဖို့ဆုံးဖြတ်စဉ်အိမ်ဝိုင်းထဲကိုလူတွေကဝင်လာကြတယ်သူတို့တွေကိုတွေ့တော့မှဘိုးဒီနိုကြောင်မိငေးကြည့်နေတယ်ဒီလူထက်ကအသက်60ကျော်လူကြီးနဲ့မိမချော်လေးတယောက်ကမဘိုးဒီနိုကိုပြုံးမိကြည့်လို့ကောင်းလေးဒီမင်းငါတို့ကိုမမတ်မိဘူးလား မင်းတို့ရဲ့ကျေးဇူးကြောင့်ငါတို့တာမန်လူတွေလိုပြန်ဖြစ်ပြီဘာလူသားမှလည်းစားစရာမလိုတော့ဘူးဒါဆိုရင်ဦးကြီးကဦးခုတ်ကပေါ့ပြီးတော့ဟိုအမကအမဝင်ကလာဟုတ်တယ်မောင်လေးအမကဝင်ကလှချက်ပြဖူတင်းရဲ့သားရကလူဘူးခကုံသေးသေးလေးကိုသာမြင်ဘူးတာဖြစ်လို့အခုလိုသားမပုံစံပြန်မြင်လိုက်တဲ့အခါငေးကြည့်နေကြတယ်ဒီနောက်မှာဘိုးတင်တို့ကိုရွာလူကြီးကတောင်းမစကားဆိုပြီးသူတို့ရွာကိုလိုက်ခဲ့ဖို့ဖိတ်ကြတယ်အဲဒီအခါမှာဘိုးတင်တို့ကလည်းမလိုက်နိုင်ကြအောင်ကောင်းမွန်စွာညင်းဆိုတော့ရွာလူကြီးနဲ့ရွာသားတွေကဥခုတ်ကရဲ့အိမ်မသာအစားအသောက်တွေအဖြစ်တည်ခင်းအဲ့ခံနေပါတယ် မဘိုးတင်တို့ကလည်းမငင်းသာတော့ပဲနဲ့ဥက္ကရကအိမသာအိဘူးအကြောင်းဖန်လာတော့တယ်ဒီနောက်တော့ဘိုးတင်တို့ကသူတို့ရဲ့ဆန်ဒီစီဒီကိုကံပေါက်ရသူရသားတွေအတွက်လက်ဆောင်ပေးလိုက်ကြတယ်အဲဒီနောက်ပြောချင်းစွာစားတော့လိုက်ကြပြီဥက္ကရကအနေကနေကောင်းမွန်စွာအေးစလိုက်ကြပါတော့တယ်မဘိုးတင်တို့ကမနဲ့ဝီလီဝလင်းထားပြီးအိမ်ပြန်ဖို့ပြင်ဆင်လိုက်ကြတယ်မဝင်ကကလည်းပဲဘဲချင်းကလေးကထားပြီးပြင်ဆင်ပေးထားတယ်မသိရတဲ့မနဲ့စာကိုစားလိုက်ကြပြီးတော့ဥက္ကရကနဲ့မဝင်ကကိုနှုတ်ဆက်လို့လှဲကပြီးအပြန်ခီးကိုစားတင်ကြတယ်ဒါနဲ့ဘိုးတွေကစကားတွေပြောပြီးလှဲမောင်းနေပြီးမြင့် ောင်ဘိုးတင်တို့သုံးယောက်ကတော့လဲနောက်မှာပစိုးတွေချုံပြီးကိုယ်အိမ်နေကြတယ်။တိတ်မကြတဲ့အချိန်မှာဘိုးတွေကမောင်ဘိုးတင်ရဲ့ပခုံးကိုပုတ်ပြီးနှိုးပါတော့တယ်။ဘိုးတင်ထအောင်အဲ့ချင်းနေတယ်ဗျာဘာလို့တော့သူလဲနေအပေါ်မှာလင်းစာကြီးနဲ့ကောင်ပြန်နေတယ်။တောင်ဝေးကိုအဘလာယူခိုင်းတာနေမယ်။ကျုပ်ဘေးမှာရှိတယ်အပေါ်ကိုထောင်ပေးလိုက်။အေးပါကွာမင်းတို့ကပြင်းကိုပြင်းတယ်။ဘိုးတွေကဘိုးတင်ပြောသလိုပဲတောင်ဝေးကိုယူပြီးမတ်တရက်လိုအပေါ်ကိုထောင်ပေးလိုက်တယ်။ဘိုးတွေတောင်ဝေးကိုထောင်ပေးလိုက်တာနဲ့လင်းစာတကောင်ကတပြေးပြေးနေဆင်းလာပြီးမိုးကျိုးဆက်တောင်ဝေးကိုကိုက်ချီလို့အလင်းမြန်ပြန်ထွက်သွားတော့တယ်။ အဲ့ဒီလင်းသားတွေပြန်ထွက်သွားတာနဲ့အိပ်ပျော်လို့ဖြစ်နေတဲ့မော်မိုးတင်ရဲ့နားလေးကိုဘုံရဲ့တန်ကပြန်ပေါ်လာတယ်။ကောင်းလေးလူမိုက်ငါတို့မိုးကျိုးဆက်တောင်ဝေးကိုတခြားဆုံးကဝေးတွေယူသွားပြီ။မင်းတို့မိုးကျိုးဆက်တောင်ဝေးမပိုင်ပြန်မလာနဲ့ဒါပဲ။မော်မိုးတင်ကအိတ်နေရင်ကဥုံရဲ့စကားကိုအိမ်မလာတကယ်လားထင်နေရင်ကဆက်ပြီးအိတ်လူအပြန်ကြီးကိုလိုက်ပါလာပါတော့တယ်။ယခုတင်ဆက်ပေးခဲ့တဲ့ဝတ္ထုကလေးကတော့အောင်လန်းဘိုးတင်ရဲ့ဂျင်းစာဆိုတဲ့ဝတ္ထုကလေးပါ။ကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့ခင်ဗျ။ဖေးနာက notification လုံးလည်းနှိပ်ပေးထားပါဦး။ အားလုံးကိုတို့ပဲကျေးဇူးတင်ပါတယ်